FA for Flower ပွဲမှာ Arsenal နဲ့ Brighton ထိတိုက်တွေ့ကြတော့မယ်။ဒီပွဲမှာအတိအထောင်တွေဖြစ်လာအောင်မလားဆိုတာစိတ်ဝင်စားစရာမယ်။ကဲဒီပွဲရဲ့အလားအလာတွေကိုတစ်ချက်လောက်အတူတူကြည့်လိုက်ကြရအောင်။ဒီပွဲမှာအားလုံးစိတ်ဝင်စားနေကြတဲ့အထူးကမေကွန်ကြီးတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့သမိုင်းကများတကြော့ပြန်လာအောင်မလားဆိုတာပါပဲ။ဟုတ်တယ်ဒါကပဲဒီပွဲကိုပူပြီးတော့ယဉ်ခွန်စရာကောင်းစေနေတာ။ဒီမေကွန်ကိုဘာလို့မေးရတယ်လဲဆိုတော့အတိတ်ကဇလန်တပုတ်ရှိခဲ့လို့ပါ။ လွန်ခဲ့တဲ့2022ခုနှစ်တုန်းကပေါ့ဒီ EFL ဖလားပြိုင်ပွဲမှာပဲ Brighton က Arsenal ကိုသူတို့ရဲ့အင်ကွင် Emirates မှာ၃တင်းနဲ့အနိုင်ရပြီးပြိုင်ပွဲကနေထွက်သွားအောင်လုပ်ခဲ့ဖူးတယ်လीကဲဒါဆိုရင်ဒီပွဲရဲ့အခင်းအကျင်းကိုတစ်ချက်ကြည့်လိုက်ရအောင်ဒီပွဲကတော့ EFL Flash Stuttgart Async ပွဲစဉ်မှာအောက်တိုဘာ29ရက်နေ့မှာကမ္မထိတ်တီ Arsenal ရဲ့အင်ကွင် Emirates မှာကျင်းပမှာမို့ Okay အရင်ဆုံးအင်ရှင်တင်းဘက်ကိုကြည့်ရအောင်အာစနယ်ကတော့တကယ်ကိုအောင်ပွဲဆက်နေတဲ့စဉ္ရံသားရကြီးလို့ပါပြီအခုချိန်မှာဒီနံပါတ်ရှိကဘာကိုပြောနေတာလဲဒီလားဒါကအာစနယ်ပြိုင်ပွဲဆုံးနှုံးဆုံးရှစ်ပွဲဆက်တိုက်နိုင်ထားတယ်ဆိုတာပါပဲသူတို့ရဲ့လက်ရှိဖုန်းကတော့တကယ်ကိုအမခံပဲဒါဒီမဲလားဆိုတော့မဟုတ်သေးဘူးသူတို့ရဲ့ခံစစ်ကလည်းတမဏိလိုပဲတတော်မှာကြောတယ် နောက်ဆုံးကစားခဲ့တဲ့ငါးပွဲစတိုင်မှာ clean sheet ချထားတာဆိုလိုတာက တကူမတော်ပေးမထားရဘူးဆိုတဲ့တဘောပဲဆိုတော့ခြုံပြောရင်သူတို့ရဲ့အားသာချက်တီးကလက်ရှိ form ခိုင်မာတဲ့ခံစစ်ပိုင်းနဲ့လူအင်အားတောင့်တင်းမှုပေါ့ Premier League မှာလည်းထိတ်ဆုံးကနေဥဆောင်နေတာအဲ့တော့ဒီလိုဖလားပွဲမှုမှာအာဒီတာကအထူးကကစားသမားတချို့ကိုအနာပြပြီးနဝနေရီတို့မတော်မန့်တို့လိုလူငယ်တွေကိုအခွင့်အရေးပေးလာဖို့ကအတော်လေးထိတ်ချနေပါတယ်ကဲအခု ဘရိုက်တန်ဘက်ကိုတစ်ချက်လက်ကြည့်အောင်သူတို့ကိုဖလာဝဲအထူးကူလို့တောင်ဖြွားမလို့ပဲဘာလို့လဲဆိုတော့လီမာဖော်မ်ကမတင်ခင်ပေမဲ့ဒီ EFL ဖလာမှာတော့တကယ်ကိုအစွမ်းပြထားလို့ပဲဟုတ်တယ်ပရီးမီးယားလိဂ်မှာရလဒ်တွေကအတက်အကျပ်ရှိနေပေမဲ့ EFL ဖလာမှာတော့လုံးဝပုံစံတမျိုးပဲအောက်ဆွတ်ရောဘန်စလေးတွေရော6-0နဲ့ဂိုးဖြတ်တွေနိုင်ထားတာဒါကသူတို့ဖလာဝဲတွေကိုဘလော့အလေးထားလဲဆိုတာကိုပြနေတာပဲ သူတို့ရဲ့အထီးကလက်နက်ကတော့တွေ့တဲ့အတိုင်းပဲမြန်ဆန်းတဲ့တံမြန်တိုက်စစ်ကြွေးနဲ့အတင်းကြီးတွေကိုဒုက္ခပေးနိုင်တဲ့အရင်တွေပဲဒါပေမဲ့သူတို့အတွက်အကြီးမားဆုံးစိုးရင်စရာတစ်ခုရှိနေတယ်အဲဒါကတော့မီတိုမဖီလ်မန်ဂျိမ်းစ်မော်နာရိုလိုအထီးကကစားသမားတွေဒဏ်ရာကြောင့်ဒီဘက်ကိုလွှဲချော်နိုင်ခြင်းရှိနေတာပဲဒါဆိုရင်ဒီရဲ့တင်းတဲ့တင်းရဲ့ညီမျိုးဟာပိုင်းအားဖြိုင်မှုကိုတစ်ချက်လုံးကြည့်ကြရအောင်ဒီပွဲရဲ့အတိတ်ကအပြိုင်မှုကပါလဲဆိုတော့အာဆနယ်ရဲ့လူရင်အားတောင်းတမှုနဲ့ဘရိုက်တန်ရဲ့အခွင့်အရေးကိုအမိရအတုံးချနိုင်မှုပါပဲ။ ရှင်းရှင်းပြောရရင်အစနက်ကလူအပြောင်းလဲလုတ်ပြီးလူငယ်တွေနဲ့ပွဲထွက်လာချိန်မှာအဲ့ဒီအားနေချက်ကို Brighton ကတန်ရာဒီကြားကနေအတုံးချနိုင်မလားဆိုတဲ့အချက်ပဲဆိုတော့ပွဲရလက်ကိုအစွမ်းဖြတ်ပြီးနိုင်မယ့်အချက်တွေကိုပြန်ချုပ်ကြည့်ရအောင်၁ Arsenal ရဲ့လက်ရှိ form နဲ့အင်ကွင်းအသာချက်၂ Brighton ကဒီပြိုင်ပွဲမှာ Arsenal ကိုနိုင်ဘူးတဲ့သမားရှိနေရ၃ Arsenal ဘက်ကလူပြောင်းလဲလုတ်မှဖြစ်တယ်လို့လီဘိုင်ဒန်ဘက်မှာလည်းအထူးကစားသမားလေးရဲ့တန်ရာပြဿနာရှိနေတယ် ်ကဲဒီအချက်ဒီအားလုံးကိုခြုံပြီးတော့နောက်ဆုံးခမန့်ချက်ကိုကြည့်လိုက်ကြအောင်ဗျာဒါဆိုရင်အားလုံးစောင့်မျှော်နေတဲ့မိကုံဒီပွဲမှာဘသူကအသက်စီရတော်မလဲအတိတ်တမိုင်းက Brighton Bed မှာရှိနေပြီမဲ့လက်ရှိအခြေအနေကတော့ဇလန်းကတမျိုးဖြစ်နေပြီဒီတစ်ခါမှာတော့အာဆင်နယ်ရဲ့လက်ရှိခြေစွမ်းစုဖွဲ့မှုပြီးတော့ကြောက်ဆောင်လို့ခိုင်မာနေတဲ့ခန်ဆက်မိုင်းကပဲပွဲရဲ့အဖြေကိုအဆုံးဖြတ်ပေးသွားလိမ့်မယ်လို့သုံးသပ်ရမှာပါ ဒါကြောင့်ခမားလက်ကတော့အာဆနယ်ဘက်က20လို့ပဲဆိုရမှာပေါ့ဒါမှမဟုတ်သူတို့ရဲ့ခန့်စစ်ကတကယ်ကိုမာကျော်လွန်နေလို့20ဆိုတဲ့ရလက်လည်းဖြစ်သွားနိုင်တယ်ဒါပေမဲ့နောက်ဆုံးတော့ဒါကဖလားပွဲပဲလေဖလားပွဲတစ်ပွဲမှာဘယ်အရာကမှတရားခိုင်နှုန်းတိကျရလို့ပြောလို့မမရတာဟုတ်တယ်မလားတကယ်ဖြေကိုတော့ပွဲကမှာပဲအတူတူစောင့်ကြည့်ပြီးအဖြေရှာကြတာပေါ့